ဒီကနေ့တော့ကမ္ဘာပေါ်မှာကမ္ဘာအင်အားကြီးနိုင်ငံကြီးတွေကနျူကလ িয়ার ဘုံးတွေဘယ်လိုနေရာတွေဘယ်လိုစခန်းတွေမှာဘယ်လိုတိတ်ဆဲထားတယ်ဆိုတဲ့အကြောင်းလေးကိုဗဟုသုတအနေနဲ့လည်းပြောပြချင်ပြီးတော့လည်းအီရန်ရဲ့အစ္စရေးရဲ့အမေရိကန်ရဲ့တုံ့ပြန်ဆိုင်ပေါ့နော်အဲ့ဒီစစ်ပွဲရဲ့နောက်ဆက်တဲ့အကြောင်းလေးတွေလည်းနည်းနည်းပြောပြပေးချင်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းအသီးတဲ့အတိုင်းပဲအီရန်ခေါင်းဆောင်ကြီးခါမနီကသူ့ရဲ့အီရန်ရုပ်ပြင်သံကြားဌာနမှာဗာပြောလဲဆိုတော့ အီရန်နိုင်ငံရဲ့ညူရီယာစခန်းတွေကိုအမေရိကန်ကပြီးခဲ့တဲ့ရက်ပိုင်းကတိုက်ခိုက်ခဲ့တာဟာဘာမှထိရောက်မှုမရှိဘူးအပြည့်အစည်တွေလည်းမရှိဘူးလို့သူကတရားဝင်ထုတ်ပေါ်ပြောကြခဲ့ပြီးတော့အဲ့ပြောတဲ့နေ့ကလည်းသူ့အတန်တရာအတအရင်လိုအားနဲ့မှန်နဲ့ပြောတာမျိုးမဟုတ်ပဲအနေငယ်အားပြော့နေတယ်လို့ခံမှန်းလို့ရပါတယ်သူလည်းပြောပြီးတော့သိမကြခင်ပြီးခဲ့တဲ့ဂျာတာပရီနီကအီရန်နိုင်ငံသားကြီးဝင်ကြီးဖြစ်တဲ့အဖတ်အာကာချီကဘာပြောလဲဆိုတော့သူ့ရဲ့နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနမှာအင်တာဗျူးတဲ့အခါမှာအမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကြောင့်အီရန်မှာရှိတဲ့နျူကလ িয়ার စခန်းတွေအကြီးအကျယ်ဆူဆူဝါးဝါးပျက်စီးထိခိုက်သွားတယ်လို့သူကတရားဝင်ဝန်ခံပြောဆိုသွားခဲ့ပါတယ်။အီရန်ရဲ့အနုမြူစွမ်းရင်အဖွဲ့အစည်းကဘလောက်ပျက်စီးသွားတယ်ဆုံးရှုံးသွားတယ်ဆိုတာကိုအခုအခါမှာစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်းသူကတရားဝင်ထုတ်ပေါ်ပြောကြားခဲ့ပါတယ်။စောစောပိုင်းကခေါင်းဆောင်ကြီးဖြစ်တဲ့ကမ္ပဏီကသူပြောခဲ့တဲ့အမေရိကန်ရဲ့တိုက်ခိုက်မှုက မြည်သည့်အောင်မြင်မှုမှမရရှိပါဘူးလို့သူကထုတ်ပေါ်ပြောကြားခဲ့တာတွေဟာအခုအီရန်နိုင်ငံသားကြီးဝန်ကြီးပြောတဲ့စကားတွေနဲ့အနေငယ်ကွဲလွန်မှုဖြစ်နေပါတယ်ဒီသတင်းတွေဟာဘသူကမှန်တယ်ဘသူရဲ့ပြောဆိုမှုကမှန်ကန်မှန်တယ်ဆိုတာကတော့အချိန်တစ်ခုရောက်လာရင်တော့အဖြေသိရှိရမှာဖြစ်ပါတယ်ပြီးတော့လေအီရန်နိုင်ငံသားကြီးဝန်ကြီးကဘာပြောလဲဆိုတော့အမေရိကန်နဲ့ဆွေးနွေးပွဲကိုအသစ်စားဖို့အတွက်ဘာသဘောတူညီချက်မှသူတို့ယူထားတာမရှိသေးပါဘူးလို့သူကထုတ်ပေါ်ပြောကြားခဲ့ပါ ပြီးရရက်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နိုင်ငံနဲ့ဆွေးနွေးဖို့နောက်နှစ်ပတ်ကြာရင်ဆွေးနွေးပွဲတွေပြုလုပ်မယ်လို့သူကပြောကြားခဲ့ပါတယ်။အခုခါမှာတော့အီရန်နိုင်ငံရဲ့ဝန်ကြီးကအဲ့ဆွေးနွေးပွဲတွေသူတို့ကလုပ်ဖို့အစီအစဉ်မရှိသေးဘူး။ဘာသဘောတူညီချက်မှလည်းမရှိဘူးလို့သူကတော့တရားဝင်ထုတ်ပေါ်ပြောကြားခဲ့ပါတယ်။အီရန်နဲ့အစ္စရေးနဲ့ဆက်နွယ်ကြစစ်ပွဲမှာဆိုရင်အီရန်နိုင်ငံကလူပေါင်း600နဲ့10ဦးတေဆုံးခဲ့ပါတယ်။အစ္စရေးနိုင်ငံကတော့28ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။ ီးခဲ့တဲ့ရက်ကအင်ဗီရိုမှာပြုတ်ထုတ်ခဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းနောက်တစ်ယောက်ကအမေရိကန်သမ္မတဒေါ်နယ်ထရော့ကိုမိပြန်တဲ့အခါမှာအီရန်နိုင်ငံကယူရီယံတပ်ဆင်မှုတွေကိုပြန်လုပ်မယ်ဆိုရင် ပြတ်တိုက်အောင်မလားလို့သူကမိပြန်ခဲ့ပါတယ်။အဲ့လိုမိပြန်တဲ့အခါမှာအမေရိကန်သမ္မတဒေါ်နယ်ထရော့ကဘာပြောလဲဆိုတော့ sure ဟုတ်တာပေါ့လို့သူကထုတ်ပေါ်ပြောကြခဲ့ပါတယ်။သူတို့ကသာယူရီယံတပ်ဆင်မှုတွေကိုအစ်မြင့်ထပ်ပြီးလုပ်မယ်ဆိုရင်တော့နောက်တစ်ခေါက်ဆက်တက်ရမှာပေါ့လို့ ူကထုတ်ပေါ်ပြောကြခဲ့ပါယူရီယံတက်ဆင်မှုကိုအီရန်နိုင်ငံက60ရာခိုင်နှုန်းကိုကျော်လွန်ပြီးတော့90ရာခိုင်နှုန်းလောက်သာတက်ဆင်မယ်ဆိုရင်ပြတ်တက်ရမယ်လို့သူကထုတ်ပေါ်ပြောကြခဲ့ပါတယ်ဒီယူရီယံတက်ဆင်မှုမှာဆိုရင်60ရာခိုင်နှုန်းထုတ်လို့တယ်ဆိုရင်တက်ဆင်မှု60ရာခိုင်နှုန်းထုတ်လို့တယ်ဆိုရင်အရက်ဖက်သုံးဖို့အတွက်ကျွန်တော်တို့လျှက်စစ်ပြီးထုတ်လို့ဖို့အတွက်သုံးပြုဖို့အတွက်တက်ဆင်တာပဲဖြစ်ပါတယ်အဲ့ဒါကျော်လွန်ပြီးတော့90ရာခိုင်နှုန်းလောက်သာတက်ဆင်မယ်ဆိုရင်အဲ့ဒါဟာနျူရီယာဘုံးဘက်စီကိုဥတီပြီးပြုတ်လုံနေတယ်လို့ သိရှိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပဲဆက်ပြီးဘာဆက်ပြောလဲဆိုတော့အဲ့ဒီရပိုင်းကကမ္ပဏီကိုရှင်းလင်းဖို့ဆိုပြီးအစ္စရေးလေယာဉ်တွေအများအပြားပြတ်တက်သွားတာကိုကျွန်တော်သိလိုက်ရတယ်။သိသိချင်းပဲချက်ချင်းလေယာဉ်တွေနောက်ပြန်လှည့်ဖို့ကျွန်တော်ကပြောလိုက်ရတယ်လို့သူကပြောခဲ့ပါတယ်။ပြီးတော့ကမ္ပဏီကိုဂုံတိတ်ကမဲ့ဆောင်နေကျွန်တော်မသိသေးခြင်းဘူးလို့သူကလည်းပြောပါတယ်။ဆက်ပြီးတော့လည်းညံ့နာမကောင်းစွာနဲ့ပဲသူပြောတဲ့စကားတွေကမဟုတ်သေးပါဘူးဗျာလို့သူကပြောပြီးတော့ ကမ္ပဏီဘယ်နှမှာနေတယ်ဆိုတာကျွန်တော်တို့သိတယ်လို့သူကထုတ်ပေါ်ပြောကြလိုက်ပါသေးတယ်။တနည်းအားလဲပင်ဒဂွန်စစ်ဌာနချုပ်မှာအီရန်နိုင်ငံကိုပြစ်ချတဲ့ဗုံးအမျိုးအစားနဲ့ပတ်သက်ပြီးရှင်းလင်းပွဲပြုလုပ်ပါတယ်။သူတို့အရင်စမ်းသပ်မှုပြုလုပ်တဲ့အချိန်တုန်းကဗီဒီယိုကိုလည်းထုတ်ပေါ်ပြသခဲ့ပါတယ်။အဲ့ဒီပြစ်ချခဲ့တဲ့ဗုံးဟာဘလောက်အနက်အထိကိုထိုးပေါက်ပြီးဝေရောက်နိုင်တယ်ဘလို့ဘန်ကအထူးတွေကိုဘလို့ထိုးပေါက်ပြီးဖျက်ဆီးနိုင်တယ်ဆိုတဲ့အကြောင်းကိုတည်တည်ချာချာအသေးသေးရှင်းလင်းပြီးတော့ ဒီတိုက်ခိုက်မှုကထိရောက်တယ်ဆိုတဲ့အကြောင်းသူတို့ကတက်တည်ပြရှင်းပြခဲ့ပြီးပါတယ်။ကမ္ဘာပေါ်မှာနျူကလ িয়ার ဘုံပိုင်ဆိုင်တဲ့နိုင်ငံတွေဟာဥပမာအမေရိကန်မြောက်ကိုရီးယားလိုဒီရုရှားလိုလိုနိုင်ငံတွေပြစ်တပြစ်တွေလိုလိုနိုင်ငံတွေပေါ့ဗျာအဲ့လိုနျူကလ িয়ার ဘုံတွေပိုင်ဆိုင်တဲ့နိုင်ငံတွေဟာဒီနျူကလ িয়ার ဘုံတွေကိုအများအပြားနေရာ၃နေရာမှာအဓိကထားကြပါတယ်။နံပါတ်၁နေရာဘယ်နေရာလဲဆိုတော့စစ်ဖက်ဆိုင်ရာအခြေစိုက်စခန်းတွေမှာထားတတ်ပါတ အမေရိကန်နိုင်ငံကတော့ဒီဒုံးကြီးတွေမစ်ဆိုင်းဒုံးကြီးတွေဒုံးကြီးတွေပစ်လို့ရတဲ့ဒီစစ်ဘက်ဆိုင်ရာစခန်းတွေမှာထားတာမြားပါတယ်ရုရှားနိုင်ငံကတော့ရှုပ်ဝှက်ထားတဲ့နေရာဒီမှာယူကရီးယားဘုံးတွေကိုဂိုဒေါင်တွေနဲ့လျှို့ဝှက်ထားတာကိုသိရှိရပါတယ်မြောက်ကိုရီးယားနိုင်ငံကတော့တောင်ကြားတွေတူးမြောင်းတွေကြားတဲ့မီအောက်လှိုင်ကောင်းတွေကြားတဲ့မှာတိမ်းဆဲထားတယ်လို့သတင်းတွေအရသိရပါတယ်အဲ့လို မြေပေါ်စခန်းနေမြေအောက်စခန်းနေမှာထားမယ်ဆိုရင်တကယ်တမ်းပြစ်မယ်ဆိုရင်အချိန်တစ်ခုပေးရပါတယ်သူတို့ပြစ်မယ်နေရာကိုကွန်ပျူတာနဲ့ဒီဘုံမှာလောင်ကြီးတို့လက်ကြီးတို့ဘလောက်ဒီဂရီဘလောက်ကိုပြစ်မယ်ဆိုပြီးချိန်ထားပြီးတာနဲ့ပြစ်လိုက်တာလေခလုတ်နဲ့ပြစ်လိုက်တာနဲ့အဲ့ပြစ်မယ်စခန်းစီကိုဒါတိုက်တန်းရောက်တော့နေရာအပြောင်းရွှေ့မရှိပါဘူးဒီနေရာဆိုဒီနေရာတိတိကျကျကိုရောက်ပါလူကိုယ်တိုင်သွားပြစ်စီရလဲမလို့ပါဘူးဒါပေမဲ့အားနည်းချက်တစ်ခုကအဲ့စခန်းနေပြစ်မယ်ဆိုရင်ဒီဒုံးကြီးပြစ်ဖို့အတွက်ဒီနျူကလ িয়ার ဘုံပြစ်ဖို့အတွက်အချိန်တစ်ခုပေးရပါတယ် ပြန်တမ်းရမယ့်အချိန်ဘယ်လောက်ပဲမြန်မြန်အချိန်တခုတော့ပေးရပါတယ်တစ်ဖက်ကျန်သူကဒီပြစ်လိုက်တဲ့အညူရီယာဘုံကိုပြန်တမ်းလာတာကိုစစ်ဘက်ဆိုင်ရဲ့ဂျိုရူကတွေ့ရှိတဲ့အခါချက်ချင်းပြန်လေခြေဖြတ်နိုင်တဲ့တိုက်ချင်းပြဒုံးကြီးလိုဟာမျိုးတွေပေါ့ဗျာပြန်လေခြေဖြတ်နိုင်တဲ့အနေအထားမျိုးတွေရှိပါတယ်အဲ့ဒါကြောင့်မလို့ဒီရေပြင်စခန်းတွေကတက်ဆင်ထားတဲ့ဒီနျူကလ িয়ার ဘုံတွေဟာတကယ်တမ်းတော့အပြင်းစားထိရောက်တာမျိုးတော့မရှိပါဘူး တစ်ဖက်ရန်သူကပြန်လဲပြစ်လိုက်ရင်လေဒီစကန်နေရာမှာဒီဘုံတွေရှိတယ်ဆိုရင်ပြန်ပြစ်လိုက်ရင်လေအဲ့ဒီနေရာမှာနျူကလ িয়ার ဘုံပေါက်ကွဲမှုတွေလည်းဖြစ်နိုင်ပါတယ်နောက်တစ်ခုနေရာကတော့ဘယ်နေရာလဲဆိုတော့ဒီလေတာစကန်တွေမှာတက်ဆင်တတ်ပါတယ်လေတာစကန်တွေရဲ့ဘုံကျဲလေရင်တွေမှာဒီနျူကလ িয়ার ဘုံတွေကိုတက်ဆင်တတ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကအီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့တဲ့ B2 Spirit ဆိုတဲ့တိုက်ခိုက်ရေးလေရင်ကြီးဟာဒီဘုံတွေကိုတင်ဆောင်လာပြီးတော့ ပစ်ခတ်နိုင်တဲ့ကျဲချနိုင်တဲ့၄ရအမျိုးအစားပဲဖြစ်ပါတယ်။ပြီးတော့လေ UB160 ဆိုတဲ့ဗုံးကျက်လေယာဉ်တွေကလည်းယူကရီးယားဘုံးတွေတည်ဆောင်ပြီးတော့ပစ်ချနိုင်ပါတယ်။ဒါပေမဲ့စောစောကပြောသလိုပဲအားနည်းချက်ရှိပါတယ်။ဒီလေယာဉ်ပြန်တမ်းဖို့အတွက်အခြေတစ်ခုပေးရပါတယ်။အခြေစိုက်စခန်းကနေပြီးတော့လေယာဉ်ပြန်တမ်းပြီးတော့ယူကရီးယားဘုံးကိုကျဲချမယ်ဆိုပြန်တမ်းခြင်းတစ်ခုရှိပါတယ်။စစ်ဘက်ဆိုင်ရာလေဂျိုဒုတွေကတွေ့ရင်ဒီလေယာဉ်ကိုပစ်ချနိုင်တဲ့အခြေအနေမျိုးလည်းရှိပါတယ်။ဒါကြောင့်မလို့ ဒီအချက်နှစ်ချက်ကတော့အပြင်းသာထိရောက်မှုမရှိပေမဲ့နောက်ဆုံးတတိယအချက်ဖြစ်တဲ့ညူကရီးယားဘုံထားရှိတဲ့နေရာကတော့အလုံးပဲထိရောက်ပါတယ်အဲ့ဒါကတော့ဘယ်နေရာလဲဆိုတော့ညူကရီးယားဘုံတင်ဆောင်နိုင်တဲ့ရင်ကုန်သမောတွေပဲဖြစ်ပါတယ်ဒီရင်ကုန်သမောတွေဟာနေရာရွှေပြောင်းနိုင်တယ်လို့ရင်းနယ်ပိုင်းတွေမှာဖွက်ထားလို့လည်းရပါတယ်ဒီစစ်ဘက်ဆိုင်ရဲ့ဂျူရုတွေနဲ့ကြည့်မယ်ဆိုရင်ရင်းနယ်ပိုင်းမှာဖွက်ထားရင်ရှာဖွေလို့မတွေ့ပါဘူး သူတို့ဘယ်နေရာကိုဒီရေကုန်သမော်တွေရောက်နေတယ်ဆိုတာတစ်ဖက်ရန်သူကမတွေ့တဲ့အတွက်ကြောင့်နေရာရွှေပြောင်းလို့ရပါတယ်။ကဲလို့ပြစ်ဖို့အမိန်ပေးလိုက်ပြီဆိုရင်အဲ့ဒီပြစ်မှတ်ကအနည်းဆုံးနေရာကိုရေကုန်သမော်ကတွားရောက်ပြီးတော့အချိန်တိုအတွင်းမိနစ်ပိုင်းအတွင်းစက္ကန့်ပိုင်းအတွင်းပြစ်ချနိုင်ပါတယ်။အဲ့လိုပြစ်ချနိုင်တဲ့အတွက်ဒီစောစောကပြောတဲ့အချက်၃ချက်ထဲမှာရေကုန်သမော်မှာတက်ဆင်ထားတဲ့ယူကရီးယားဘုံတင်ဆောင်ထားတဲ့ရေကုန်သမော်ဟာအထီရောက်ဆုံးပဲဖြစ်ပါတယ်။အဲ့ဒီလိုပဲရေဒါနဲ့လည်း ရှာဖွေလို့တော်တော်လေးရေနယ်ပိုင်းမှာဖွက်ထားရင်ရှာဖွေလို့တော်တော်လေးခက်ပါတယ်။အဲ့ဒါနဲ့နောက်ဆက်တဲ့တရုတ်နိုင်ငံကတောင်တရုတ်ပင်လယ်ကိုလူကျင်နေတဲ့အကြောင်းတွေထိုင်ဝမ်ကျွန်းကိုလူကျင်နေတဲ့အကြောင်းတွေဟာဆက်ဆက်နေပါတယ်။ဘာလို့လဲဆိုတော့တရုတ်နိုင်ငံရဲ့ရေပိုင်နဲ့ဟာရေတိမ်ပိုင်းတွေဖြစ်ပါတယ်။သူတို့ရှိမှရှိတဲ့ရင်ကုန်သမော့တွေဟာဂျေးအောက်မှာဖွက်ထားပြီးမြဲစစ်ပက်ဆိုင်ရဲ့ဂျူလူတွေနဲ့ကြည်ဒီရင်ကုန်သမော့တွေတွေ့နိုင်ပါတယ်။ဒါကြောင့်မလို့သူတို့အတွက်လုံခြုံမှုမရှိပါဘူး။အဲ့တော့သူတို့ကဒါကိုကြော်လွန်ပြီးတော့သူတို့ရဲ့ရေပိုင်နဲ့ဖြစ်တဲ့ထိုင်ဝမ်ကျွန်းကိုသာရမယ်ဆိုရင်ဒီ ထိုင်ဝမ်ကျွန်းနဲ့တရုတ်ပြည်ရဲ့ကြားထဲမှာအလွန်နဲ့တဲ့ရင်းနှီးပိုင်းတွေရှိပါတယ်အဲ့ဒီရင်းနှီးပိုင်းမှာဒီရေကုန်သဘောတွေကိုဖွက်ထားလို့ရပါတယ်တစ်ဖက်ရန်သူကိုလည်းရှာဖွေလို့မတွေ့ပါဘူးဒါကြောင့်မလို့ထိုင်ဝမ်ကျွန်းကိုလည်းလိုချင်သလိုဒီတောင်တရုတ်ပင်လယ်ကိုလည်းသူတို့အဓိကအဖြစ်လိုချင်ပါတယ်အဓိကလိုချင်နေတဲ့အကြောင်းရင်းကလည်းဒီစစ်ဘက်ဆိုင်ရာအတွက်အသုံးပြုဖို့အတွက်အဓိကဖြစ်တယ်လို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်ဒီရေနှစ်ပိုင်းမှာဖွက်ထားမှလာဒီရေကုန်သဘောတွေနဲ့ယူကရီးယားဘုံတင်ဆောင်နိုင်တဲ့ ရင်းခုသမောတွေဟာတရုတ်နိုင်ငံဟာချီနယ်ပိုင်းမှာဖွက်ထားလို့ရတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြိုက်တယ်ဆိုရင် subscribe လေးတွေပြီးပြီးတော့နောက်ကြည့်လို့ရအောင်လူဒီခေါင်းလောင်းလေးတွေနှိပ်ထားပေးပါအောင်ခင်ဗျာအားလုံးကျမ်းပါပြီးရန်သူမျိုးငါးပါးအန်ရေကကင်းဝေးကြပါသည်ခင်ဗျာ